ဖုန်ဖုန်ဖရရွှေတကုံကုန်းတော်ဘော်ကရက်ခမဲတော်ကြီးကိုလူတွေဖရလို့ကိုးပွယ်နေတာမှားလားဖရအမပါရင်ခွင့်လွှတ်တော်မူပါအရှင်ဖရမယုံကြည်လို့ပြောတာမဟုတ်ပါဘူးဖရတဲ့မကိုးကွယ်သင့်တဲ့အရာကိုကိုးကွယ်နေပြီဆိုတဲ့ကိုကမှားနေပြီနော်ပါရထတိကမှာတရဏဂုံပြချင်းအကြောင်းနှမျိုးပြထန်းထားပါတယ်အဲ့ဒီတရဏဂုံပြချင်းအကြောင်းနှမျိုးကဘာတွေလဲဆိုရင်၁ပါဝဇ္ဇဗေဒ မကိုးကွယ်သင့်တဲ့အရာကိုကိုးကွယ်သင့်တဲ့အရာထင်ပြီးကိုးကွယ်ခြင်းကြောင့်အပြစ်ရှိသောတရဏဂုံပြတ်ခြင်းနှင့်အနာဝတ္တဒုက္ခဝိပါကဗေဒတေဆုံးခြင်းကြောင့်အပြစ်မရှိသောတရဏဂုံပြတ်ခြင်းတို့ပဲဖြစ်ပါတယ်။မကိုးကွယ်သင့်မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်နေတာဟာတရဏဂုံပြတ်ပါတယ်။ဒါကြောင့်ဒီကိုးကွယ်မှုဟာမှားယွင်းသောကိုးကွယ်မှုဖြစ်ပါတယ်နော်။ဆရာတော်ဖေယမန္တကုမှာပါရာဒိကကြပြီးသောယဟန်သည်လူထွက်ပြီးတရားအားထုတ်ရင် တရားထူးရနိုင်ပါသလားလို့မိထတာ တွေ့ရလို့ပါဖေ။အဲ့ဒီထဲမှာရတယ်ဆိုတဲ့မန့်ရင်မရနိုင်ဘူးဆိုတဲ့မန့်တွေအမျိုးမျိုးရင်းနေကြပါတယ်ဖေ။ဘယ်အရာကအမှန်လဲဖြေချပေးစေခြင်းပါဒီဖေတဲ့။ပါရဒိကအဘဆိုတာကယဟန်မှာပဲဖြစ်တာ လူတွေမှာမဖြစ်ဘူးနော်။ဒါကြောင့်ယဟန်ဟာပါရဒိကကြပြီဆိုရင်လူထွက်ပြီးတော့သူတီလာကိုခံယူလိုက်တာနဲ့ပါရဒိကအဘပြောက်ပြီးတရင်တဲ့သီလဖြစ်သွားပါပြီ။တရင်တဲ့သီလတည်လဲပဲ ပါတီမောက်ခတံဝရတိလာထဲမှာပြန်ပြီးအကျုံးဝင်တာကြောင့်အဲ့ဒီလူထွက်ဟာလူတီလာကိုလုံအောင်ဆောင်းထင်းပြီးတရားအားထုတ်မယ်ဆိုရင်တရားထူရနိုင်ပါတယ်။ဒါကြောင့်ပါရာဇိကကြတဲ့ယဟန်ဒီလူထွက်ပြီးတရားအားထုတ်မယ်ဆိုရင်တရားထူရနိုင်တယ်ဆိုတဲ့အချက်ကမှန်ပါတယ်နော်။အရှင်ဖရာအလှပေးအလှကံပုဂ္ဂိုလ်တွေမှာဘယ်လိုအရေးချင်းမျိုးတွေရှိရင်ဘယ်လိုအကျိုးအပြစ်တွေဖြစ်နိုင်ပါသလဲဖရာတဲ့။အင်္ဂုတ္တပါဠိတော်မှာအလှပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်နဲ့ အလှူခံပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ကိုဖော်ပြထားပါတယ်။အလှူပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ကဘာတွေလဲဆိုရင်၁။မပေးလူမီရှေ့ဖို့၌သီလစောင့်တည်၍ဝမ်းမြောက်နေရခြင်း။၂။ပေးလူနေစေခဏ၌စိတ်ကြည်လင်ရှင်ပြနေရခြင်း။၃။ပေးလူပြီးတဲ့နောက်၌ဝမ်းမြောက်နှစ်သက်အမှတ်ရနေရခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာအလှူပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ပဲဖြစ်ပါတယ်။အလှူခံပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ကဘာတွေလဲဆိုရင် တဲ့တဏှာယာကကင်းစင်သူဖြစ်ခြင်းသို့မဟုတ်တဏှာယာကကင်းစင်ဖို့ရန်ကြင့်ကြံအားထုတ်နေသူဖြစ်ခြင်းနှစ်ဒေါသကင်းသူဖြစ်ခြင်းသို့မဟုတ်ဒေါသကင်းကြောင်တရားကိုကြင့်ကြံနေသူဖြစ်ခြင်းသုံးမောဟကင်းသူဖြစ်ခြင်းသို့မဟုတ်မောဟကင်းကြောင်တရားကိုကြင့်ကြံအားထုတ်နေသူဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာအလူခံပုဂ္ဂိုလ်မှာရှိရမည့်အင်္ဂါ၃ချက်ပဲဖြစ်ပါတယ်ဤအလူပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်အလူခံပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ပြည့်စုံနေမယ်ဆိုရင် လူနဲ့ချမ်းသာကိုရရှိစေပါတယ်။ဤအချက်တွေမပြည့်စုံဘူးဆိုရင်တော့လူနဲ့ချမ်းသာကိုရုပ်လျော့စေပါတယ်။ဒါဟာအလှူပေးပုဂ္ဂိုလ်နဲ့အလှူခံပုဂ္ဂိုလ်တို့မှာရှိရမည့်အင်္ဂါရက်တွေနဲ့ရရှိလာမည့်အကျိုးအပြစ်တွေပဲဖြစ်ပါတယ်နော်။ဒီမေခွန်းကရှေလွန်တဲ့အတွက်ကြောင့်လူရင်းလောက်ပဲဖက်ပြီးဖြီးပေးလိုက်ပါမယ်နော်။အရှင်ဖရာတင်ကန်းစာလေးကိုရွာဦးကျောင်းဆရာတော်စီကတောင်းပြီးတပည့်တော်လည်းဘင်းမှာဆွဲကျင်လို့တောင်းတော့ဆရာတော်ကတင်ကန်းစာလေးကို ပထမ်းရွတ်ဖက်ပြီးတော့လုပ်ပေးပါတယ်ဖရာတပည့်တော်အခုလယ်ဘင်းမှာဆွဲထားပါတယ်မသိလို့မေးပါရစေငရဲတော်မကြည့်လောက်ပါဘူးပြန်လဲဖြေချပေးပါဖရာတဲ့တချို့တင်ကန်းကိုအဆောင်လက်ဖွဲ့လုပ်ဖို့ဆိုပြီးဦးစင်းစီမှာတင်ကန်းစလာတောင်းတာရှိတယ်ဦးစင်းကတော့မပေးဘူးနော်တချို့ဖုန်းကြီးတွေပေးတာတွေ့ဘူးတဲ့ပေးလဲမပေးကောင်းဘူးယူလဲမယူကောင်းဘူးနော်ဘာကြောင့်လဲဆိုရင်ဝိနည်းယတင်ကဟအထကထာမှာ ပပိစိတပရိဘောဂောဟိအဂါရိကာနံစီတိယဌာနိယောလို့ဆိုထားတယ်အတိဘေကတော့ယဟန်တွေရဲ့အသုံးအဆောင်ဖြစ်တဲ့သင်္ကန်းတပိတ်စတာတွေဟာလူ့ဝကြောင့်တွေအတွက်ကိုယ်ခွေရာစီတိထိုက်တယ်လို့ဆိုလိုခြင်းဖြစ်တယ်အဲ့ဒီလိုယဟန်တွေရဲ့သင်္ကန်းတပိတ်စတာတွေဟာလူ့ဝကြောင့်တွေအတွက်ကိုယ်ခွေရာစီတိထိုက်တာကြောင့်လူ့ဝကြောင့်တွေအနေနဲ့သင်္ကန်းစကိုအဆောင်လက်ဖွဲ့မလုပ်ကောင်းဘူးအဲ့ဒါကိုလည်းမှတ်ထားဖို့လိုတယ်နော် ဒီအမှန်ပိုင်ရှင်ကရွှေရင်ကျော်စရာဖြစ်လိမ့်မယ်ထင်တယ်နော်သူပြောလိုတဲ့သဘောကဖះငါးသူအမိန်ဆိုတာမဟုတ်တဲ့အကြောင်းတခြားစရာတွေလည်းသိအောင်ပြောပြပါလို့ဆိုလိုခြင်းဖြစ်တယ်အမိန်မဟုတ်ပါဘူးမိန်ပါနော်မိန်ဆိုတာမိန်ကြတာကိုပြောတာပါအဲ့ဒါကိုအမိန်ဆိုပြီးမှားယွင်းစွာသုံးနှုန်းနေခြင်းဖြစ်ပါတယ်နောက်ပြီးဖះငါးသူဆိုတာလည်းမှားပါတယ်နော်ဤကဘာသည်ဖះငါးသူပွင့်တဲ့ဗဒကဘာဆိုတာမှန်ပြီမြတ် ဖရာလေးစုပဲပွင့်ပါသေးတယ်။အရိမတ်တရားဖရာမပွင့်သေးပါဘူး။အလောင်းတော်ဘဝပဲရှိပါသေးတယ်။အဲ့ဒီလိုအလောင်းတော်ဘဝပဲရှိသေးတာကြောင့်ဖရာမဟုတ်တဲ့အတွက်ဖရာစည်ရင်ထဲကိုထည့်လို့မရပါဘူး။ဖရာမဟုတ်တဲ့ပုဂ္ဂိုလ်ကိုဖရာစည်ရင်ထဲထည့်မယ်ဆိုရင်မှားယွင်းပါတယ်။ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကိုကြည်လိုက်ပါ။မြတ်စွာဘုရားသည်ဖရာမဖြစ်ခင်အလောင်းတော်ဘဝမှာပါရမီဖြည့်ခြင်းစဉ်ကာလတစ်လျှောက်လုံးဖရာဖြစ်ကြောင်းဝန်မခံပါဘူး။နော်။ တပည့်ညွတ်ညံတော်ကိုရမှဖျားဖြစ်ကြောင်းဝန်ခံတော်မူပါれဓမ္မစကြာတုံးမှာအထင်ရှားရှိပါれဒါကြောင့်အလောင်းတော်ဟာဖျားမဟုတ်တဲ့အတွက်ဖျားငါးစုဆိုတဲ့စကားဟာမှားယွင်းပါれဖျားလေးစုမိတ်ဆိုတဲ့စကားကပို့ပြီးတော့မှန်ပါれနော်ဒီနေရာမှာပြောစရာရှိတာကဖျားလေးစုမိတ်လို့ပြောလိုက်ခြင်းဟာတကယ်ကိုဖျားကမိတ်ရလားလို့နေစရာအကြောင်းရှိပြန်ပါれဒီနေရာမှာမိတ်တာမမိတ်တာကိုပြောတာမဟုတ်ပါဘူးစကားအတုံးလုံးမှားယွင်းနေတာကိုပြောခြင်းသာဖြစ်ပါれ နားလဲပါစေเนาะ